တချင်ကတောင်တန်းတွေဝိုင်းရံထားအိစွာလေးတွေပါမှာမာကိုအညီရှိတဲ့အသက်24နှစ်အရွယ်လူငယ်တဦးနေထိုင်ခဲ့ပါတယ်။သူ့စိတ်ထဲမှာအတွေးတွေအမြဲတည်းပြည့်နှက်နေပြီးဒီနေ့လုံးမတူးညီတဲ့အတွေးတွေဝင်လာလိုက်ထွက်သွားလိုက်နေ။အဲ့ဒီအတွေးတွေကသူ့ကိုစိတ်မသက်မသားနဲ့ပင်ပန်းစေသေးတယ်။ဒီနေ့မှာတော့မာကိုဟာတောင်ကုန်းလီပေါ်ကဝေးလန့်နေရွာတွေတော့အချောင်းကိုကြားခဲ့ရတယ်။အဲ့ဒီမှာပညာရှိအဘိုးအိုတို့ဦးနေထိုင်နေလို့ လူရှေးရပြီးပင်မန်းတဲ့ခီးရပ်မောင်များစွာအကြမှာမာကိုဟာတောင်ကုန်းပေါ်ကကြွားကိုရက်လိုက်ခဲ့တယ်။အင်ရှေးဆောင်ဗရန်ဒါပေါ်မှာအဘိုးအိုဟာတိတ်ဆိတ်ငိန်သက်စွာ ထိုင်နေတယ်။မျက်လုံးတွေမိတ်ထားပြီးအလွန်အေးချမ်းနေပုံပေါ်နေတယ်။သူကဖန်ခေါကိုမာကိုလက်ထက်ပေးပြီးဒီကနေ့ရွာဆွန်းတီလမ်းလျှောက်ပြီးပြန်လာခဲ့။ဒါပေမဲ့တတိယရေတစက်လေးတောင်မှမဖိတ်ကြဆဲရဘူးလို့ပြောလိုက်တယ်။သူဟာဖန်ခေါကိုဂီးဒီဇိုင်းကိုင်ပြီးလမ်းလျှောက်ဖို့စတင်ခဲ့တယ်။လန်ကချင်းမြောင်းပြီးလူတွေအလုတ်များနေတယ် နောက်ဆုံးတော့မှကိုဟာအဖိုးအိုစီပြန်ရောက်လာပြီးအဖိုးကျွန်တော်လုံနိုင်ခဲ့ပြီရေတစက်လေးတောင်မဖိတ်ခဲ့ဘူးလို့ပြောလိုက်တယ်မင်းကဖန်ခွဲတွေကရေချောင်းဝင်ပြီးတွေးနေခဲ့တယ်အဲ့ဒီအချိန်မှာမင်းရဲ့စိတ်ဟာလုံးဝတိတ်ဆိတ်ငြိမ့်သက်သွားခဲ့တယ်ငြိမ့်ချမှုဆိုတာအပြင်ဘက်မှာရှာတွေ့ရတဲ့အရာမဟုတ်ဘူးသူဟာပြောင်းလဲသွားခဲ့ပြီးစိတ်ကိုငြိမ့်သက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိနေပြီးချစ်တဲ့အတွက်အတွင်းစိတ်မှာငြိမ့်ချနိုင်ခဲ့တယ်